လူတွေအကျင့်သီလတွေပြတ်တယ်အတ္တမမှုတွေများတဲ့အတွက်ကြောင့်ဒီလူတွေကိုတန်ဝေခရအောင်တသက်သဘာဝဘေးအနေတွေကို ဖန်တီးပေးတာတရားမင်းကအဲ့ဒီငလျရင်ကြီးစွာလှုပ်တယ်ဆိုတာကိုစာကဘလို့ပြတော့ဆိုတော့ဓတတဟာတိလောကဓာတုသင်္ကပိတံပကံပိတံပဝေတိဆိုပြီးတော့ဓမ္မစကြာထဲမှာပါပါတယ်ဝက်သင်းတွေရှိဖို့တဲ့သူတွေသိပါတယ် အဲ့ဒီသုံးလုံးပါတယ်ငလျင်လှုပ်ပုံအချင်းအရာပြတာပေါ့သတ္တသာတိလောကဓာတုလောကဓာတတောင်းလို့ဘာသာပြန်တယ်ဒီကဘာမြေကြီးကိုပြောတာပါကဘာမြေကြီးဟာတဲ့ပြင်းစွာ တုံလှုပ်လိုက်တယ်တဲ့သစွာဘုရားဓမ္မစရာတရားဟောလို့အဆုံးမှာလှုပ်လိုက်တဲ့အခါကျတော့သူကဘလို့လှုပ်တာတော့ဆိုတော့သုံးမျိုးပြသင်္ကံပီးပထမ အထက်ကိုတက်ပြီးတော့လှုပ်တယ်အထက်ကိုတက်တယ်လှုပ်တယ်ဆိုတာမြေကြီးကိုပစ္စည်းတစ်ခုကိုအထက်ကိုပင့်တင်လိုက်လို့ရှိရင်လှုပ်သွားတာလေအဲ့ဒီလှုပ်တာမျိုးကိုအထက်ကိုတက်ပြီးတော့လှုပ်တယ်လို့ခေါ်တာသင်္ကံပြီးတံပကံပြီးတဲ့အထက်အောက်လှုပ်တယ်တဲ့အထက်ကိုလည်းပဲမြင့်တယ်အောက်ကိုလည်းပဲနှိမ့်သွားတယ်အဲ့လိုလှုပ်တာသူကခုနဟာရပြင်းနေနော်ခုကအထက်တက်ရုံလေးတက်လာခုကအထက်ကိုတက်ပြီးတော့အောက်ပြန်ဖိချလိုက်သေးတာနှိမ့်သွားတယ် တက်တက်ပြီးတော့အောင်းနှိမ်ပြီးတော့လှုပ်တယ်ဒါပါမကံပြီနောက်တံပဝေတိအရလေးမျက်နာကို ရိမ့်ထိုးပြီးတော့လှုပ်တယ်လို့အဲ့ဒါလို့လာငရင်လှုပ်တာနော်ဒါဓမ္မစကြာကလာတဲ့ငရင်လှုပ်ပုံလှုပ်နေပေါ့နော်ဓမ္မစကြာမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးလှုပ်တဲ့အခါမှာအဲ့ဒီပုံစံလှုပ်တယ်ပထမစစားခြင်းအထက်ကိုတက်ပြီးတော့လှုပ်လိုက်တယ်တစ်ချက်ပြီးလို့ရှိရင်တံပကံပြီးအထက်အောက်လှုပ်လိုက် တစ်ချက်ပြီးလို့ရှင်အရာလေးမျက်နာဟွေရမ်းပြီးတော့ရိမ့်ထိုးပြီးတော့လှုပ်လိုက်တယ်သုံးချက်လှုပ်တယ်ဓမ္မစကြပေါ့ကလေးမလေးအဲ့ဒါမေးတာပေါ့ငရင်လျော်လုံးနေရအဲ့ဒါငါကလည်းပဲအဲ့ဒီမှာစာကလို့ဆိုတယ်ပြောတဲ့အတိုင်းပဲသူကတော့လှုပ်မလုံးနေတော့ရှင်းပြလိုက်တယ်ပေါ့နော်ရှင်းပြပြမယ်လို့ကိုကိုတိုင်းကငလျင်လှုပ်တာတကားမှမတွေ့ဘူးတဲ့ခါကျတော့စာကပြောတဲ့အတိုင်းပဲပြောလိုက်ရတာအခုမန္တလေးမြို့ကိုလှုပ်သွားတဲ့ခါကျတော့မှ အာဒါစာကပြောတဲ့လုံနေဒီလုံနေလို့ငါတို့မလည်းလည်းခုလှုပ်သွားတယ်အဲ့ဒီတိုင်းလှုပ်တာပဲနော်ပထမတစ်ချက်လှုပ်တော့ဘောလားညင်ကလေးဆိုထက်တက်သွားလေပြီးတော့ထက်အောင်လှုပ်ရှားရတာတွေ့တော့မလားလည်းလမ်းကြီးတွေခုံးသွားကြည့်ပါလားလမ်းကြီးတွေခုံးလိုက်အခုံးပြီးတော့ခွက်တက်ခွက်ပါလေအဲ့ဒါအထက်အောင်လှုပ်တာနောက်မှတ်ထားလိုက်ရင်းထိုးလှုပ်တာခုစာဦးတွေပြောလားအဲ့ဒါပဲခါရရချတာလေအာဓမ္မစကြာမှာပြောတဲ့သင်္ကံပိသံပကံပိသံဘဝိရိဆိုတာဒီသုံးမျိုးလှုပ်တာ ဲ့လားဓမ္မစကြာဘုရားခေါ်ဘုရားဘုရားတရားခေါ်ပြီးတော့လည်းအဲ့ဒီလိုလှုပ်တာလေနော်အလုံးကြီးလှုပ်တာပါလေလှုပ်တော့အဲ့ဒီခုနကလေးမလေးရဲ့မိဘကဒီကြမ်းမရောက်တာတော့နင်တို့ကကိုယ်ကငါငါရှင်းပြတာပဲရှိသေးတယ်နော်ငါအဲ့ဒီလိုရှင်းပြလိုက်တော့ကလေးမလေးကဘာတက်မေးတော့ဆိုတာဘုန်းကြီးရတယ်ငလျင်ကြီးအဲ့ဒီလိုကြီးလှုပ်လို့ရှိရင်တဲ့အစာဥတွေပြက်စီးပြီးတော့လူကြီးလူတွေသေးကြီးပြက်စီးမကုန်ဘူးလားတဲ့အဲ့ဒီတော့ကဘုရားလက်ထက်ကနော်မကောင်းဘူးလားဒီမိဘ နော်ကောင်းတယ်နော်အခုတို့မလေးလေးကြည့်ပါလားစောဦးတွေပြည့်တယ်လူတွေသေးတယ်နော်အဲ့ဒီဓမ္မစကြာတရားဟောတော့ငါတဲ့ဓမ္မစကြာတရားဆုံးတဲ့အခါမှာငလျင်ကြီးလှုပ်သွားတာတဲ့အခုငါတို့မလေးလေးလုံကြီးလှုပ်တာအဲ့ဒီတော့ငါတဲ့အစောဦးတွေပြည့်ပြီးတော့လူလူတွေသေးချင်းပြည့်စည်မှုရှိလားတဲ့အဲ့တော့ငါကပြန်ပြည့်ရတာပေါ့နော်အေးလို့စာထဲမှာတော့လှုပ်တယ်လို့ပဲပါတယ်လို့အဲ့လိုစောဦးတွေပြည့်တယ်လူတွေသေးတယ်လို့မပါဘူး မမာဘူးလို့အဲ့လိုပြောရတာပေါ့နော်အဲ့ဒီလိုပြောပြီးတော့သူ့ကငါကဘာပြန်ပြောလို့ဆိုတော့အခုငါတို့လှုပ်တာနဲ့မတူဘူးဟာလို့ဓမ္မစကြာခေါ်တော့ငါလှုပ်တာနဲ့အခုငါတို့လှုပ်တာကသဘာဝအရလှုပ်တယ်အလှုပ်လို့နော်ဟိုမှာဘုရားသခင်ဓမ္မစကြာတရားခေါ်ပြီးတော့တရားဆုံးတဲ့အခါမှာလှုပ်တာကနတ်တည်းရဲ့တကောကြောင့် နတ်တွေကတရားနာပြီးတော့ကြည်ညိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူတို့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကြည်ညိုတဲ့စိတ်တွေဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စိတ်တွေကအာကြီးလုံးတဲ့အခါကျတော့ဒီလိုငြိမ်ငြိမ်မနေနိုင်တော့ဘဲနဲ့တခါတည်းသူတို့တကိုးနဲ့လှုပ်လိုက်တဲ့အခါမှာနတ်တွေရဲ့တကိုးကြောင့်မြေကြီးကပါလိုက်ပြီးတော့လှုပ်သွားတာလို့အဲ့တော့အလုံးဒါမန္တလေးနောက်ပါတာကဘုမောခရစ်ဆရာတော်ဘုရားကြီးကငငယ်အကြောင်းဟောထားတဲ့တရားလေးပေါ့နော် ဆရာတော်ကြီးကတော့တမင်ကြီးလှုပ်ကြောင်း၈ပါးတဲ့ကဓမ္မစကြာတရားဟောတဲ့အခါမှာမြေကြီးလှုပ်တယ်ဆိုတဲ့နေရာမှာတန်ကံပြီးတမ္ပကံပြီးတမ္ပဝေတိဆိုတဲ့မြေကြီးလှုပ်ပုံလုံးကြီးလေးတွေကိုရှင်းပြတာအဲ့တော့အလုံးသိနေတဲ့အတိုင်းမြေကြီးလှုပ်တယ်ဆိုတာကအကြောင်း၈ပါးရှိတယ်ပေါ့နော်လေးတိုက်လို့လှုပ်တာတော့ပြီးလို့ရှိရင် တကွေးဒီပဲရှိတဲ့ပုံကိုတွေကလှုပ်စေတယ်လှုပ်တာတော့ပြီးလို့ရှိရင်အောက်က6ခု6မျိုးပေါ့ဖះနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြည်သင်နေနေတာတို့မြတ်စွာဘုရားဖွားမြင်တာတို့ဓမ္မစကြတရားဟောတာတို့ဒါတရားတော့အလုံးတည်ပြီးသားပေါ့အဲ့တော့ဒီရှင်မျိုးထဲမှာပြုလို့ယနေ့လှုပ်သွားတဲ့မြေငင်ကဘယ်သေးပါတော့ဆိုတာเนาะနောက်တစ်ခုဘယ်သေးပါလဲဆိုတာတစ်ခုနောက်တစ်ခုက မြင်းငင်လှုပ်တာဖះဖះဟောတဲ့ထဲမှာလည်းဒီရှင်မျိုးကြောင့်မြင်းငင်လှုပ်တယ်အထူးအဖြစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပထမတဘာဝအတွက်ကနံပါတ်1ချက်ပေါ့နော်လေးတိုက်လို့လေးတိုက်လို့ရေတွေလှုပ်တယ်အဲရေလှုပ်တဲ့တော့ကြောင့်မြင်းငင်လှုပ်တယ်ပေါ့ဒါနံပါတ်1အအကြောင်းရှိပါတယ်ကနံပါတ်1ချက်ပေါ့နံပါတ်1ချက်ကတကိုးအတီးပဲနဲ့ပြည့်စုံတဲ့ပုံစံတွေလှုပ်စေခြင်းတဲ့အတွက်ကြောင့်လှုပ်တယ်ပေါ့နံပါတ်3ဖះရှင်ဒီ ပဋိသင်နေနေတဲ့အချိန်လှုပ်တယ်ပေါ့အဲ့ဒါတွေကိုကြည့်လိုက်မယ်ဆိုလို့ရှင်ဟိုလူတွေကိုဘေးဖြစ်စေတဲ့လှုပ်ခြင်းမျိုးမဟုတ်ဘူးသူကသိစေခြင်းတဲ့ပုံစံမျိုးပေါ့နော်ခွေးကတဘာဝနဲ့ဒီတကောအဓိပ္ပာယ်ရှိတဲ့ပုံကိုယ်တွေလှုပ်စေခြင်းတဲ့ဟာအဲ့နှစ်ခုအသာထားလိုက်ပေါ့ခွေးကဖျားလုံးနဲ့ပတ်သက်ပြီးတဲ့ဟာကတော့ဒါကောင်းသောလှုပ်ခြင်းတွေပေါ့နော်ကောင်းသောလှုပ်ခြင်းတွေလူတွေဘေးဖြစ်အောင်သေအောင်ပြေအောင်ပြတ်အောင်တော့လှုပ်မှာမဟုတ်ဘူးတရားတယ် ဲ့တော့အခုကာလမှာလည်းပဲဒီမြတ်စွာဘုရားမရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဆံသွားပြီဖြစ်တဲ့အတွက်ကြောင့်အောက်က6ချက်ပေါ့နော်ပြိဋိသန်နေနေတာမွေးဖွားတာတရားဥဒ္ဓမစကြဟောတာအာပြီးလို့ရှင်တပ္ပညုတဉာဏ်ရတဲ့အခါပြိဋိနိဗ္ဗာန်ဆံတဲ့အခါဒီအောက်6ခါကတော့ဖះမရှိတော့တဲ့အတွက်ကြောင့်မဖြစ်နိုင်တော့ဘူးမဖြစ်နိုင်တော့ဘူး အပေါ်ကနှမျိုးပေါ့အပေါ်ကနှမျိုးဖြစ်တဲ့သဘာဝအတွက်တစ်ခုရှိတယ်နောက်တစ်ခုကတကိုယ်အတိပဲရှိတဲ့ပုံအဲ့နှမျိုးကြောင့်အခုလှုပ်တဲ့ဟာတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်တာပေါ့အဲ့ဒါကတစ်ချက်နောက်တစ်ချက်ကခုနကဆရာတော်ကြီးပြောတဲ့ဓမ္မစကြာတရားဟောတော့၃မျိုးပေါ့မြင်ငင်းလှုပ်မျိုး၃မျိုးတန်ကံပြီးတံပကံပြီးတံပွေတိဆိုတဲ့ပုံစံမျိုးအပေါ်တက်ပြီးလှုပ်တယ်အပေါ်လှုပ်တယ်ရဲ့လေးမျက်နှာရင်ထိုးပြီးလှုပ်တယ်ဆိုတဲ့ပုံစံ။ ဲ့တော့ဒီလိုတွေလှုပ်တယ်ဆိုတာကဇင်းတို့ကဟိုတိစီခြင်းတဲ့ပုံစံမျိုးလှုပ်တာအဲ့ဒီအတွက်ကြောင့်ဘေးရနေရတော့ဖြစ်မှာမဟုတ်ဘူးတေးချတယ်သူကလှုပ်တာကြာချိန်မပါဘူးလေလှုပ်တဲ့ပုံစံပဲပါတာအခုမန္တလေးလှုပ်သွားတဲ့ဟာကပုံစံတော့ဖျားဟောတဲ့ခုကပုံစံမျိုးနဲ့ဒါတူတယ်ဒါပေမဲ့အချိန်အဖြစ်ကဟိုပြန်ကြာသွားတယ် အဲ့ဒီမှာအခုခွန်တက်သမားကွန်ရေဂျစ္စတာစကေးရှိတဲ့ဒီစကေးအတိုင်းလှုပ်တယ်ဒါပေမဲ့ခဏလေးပဲလှုပ်ကြည့်ပါလားတိုက်တည်ပြုံးမှာမဟုတ်ဘူးအခုအချိန်ကြာသွားတာအဲ့တော့ဖျားလက်ထက်ကလှုပ်တာအချိန်က10မိနစ်ကြာတာလားစက္ကန့်30ကြာတာလား2မိနစ်ကြာတာလားဘယ်လိုမှမသိဘူးလေအဒါတော့လေးလာလို့တွေးရလူလည်းကွန်မန့်ရေးထားခဲ့ပေါ့နော်မျှဝေထားခဲ့ပေါ့ရှာကြည့်တာတော့မတွေ့အချိန်ကြာချိန်မတွေ့ဘူးလှုပ်ပုံလှုပ်ပြီးတော့တွေ့တယ် ုနဲ့ဆရာတော်ကြီးဟောသွားတဲ့ထင်ပါလေပါတယ်ပေါ့အဲ့တော့အဲ့ဒီလှုပ်တယ်ဆိုတဲ့ဟာကဟိုတိစေခြင်းယုံကောင်းချီးပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်တာဖြစ်တဲ့အတွက်ဘေးအန္တရာယ်ဖြစ်တဲ့အထိလှုပ်မှာမဟုတ်ဘူးဆိုတာသိကြတယ်ယုံကြည်တယ်အခုလှုပ်တာကြတော့သူကအဲ့လိုကောင်းချီးပေးခြင်းလို့လှုပ်တာမဟုတ်ဘူးတဘာဝဘေးအန္တရာယ်အဖြစ်နဲ့လှုပ်တာဖြစ်တဲ့အတွက်မြင်းငင်လှုပ်တယ်ဆိုတဲ့နာမည်ချင်းတော့တူတယ် သို့တော့လှုပ်ရခြင်းရဲ့အကြောင်းအဖြစ်ကတော့မတူဘူးပေါ့နော်တဘောဘေးအန္တရာယ်အဖြစ်နဲ့ဒါလှုပ်တာဘာကြောင့်လဲဆိုတော့သူတို့မျိုးမျိုးရှိတာပေါ့လေသာသနာတော်2500နောက်ပိုင်းမှာသူတွေကတရားသာသနာလို့ပြောတယ်ဘာလို့ပြောတာလဲဟိုရင်ဗီဒီယိုတွေမှာလည်းပါပြီးပါပြီတရားသာသနာဆိုတာကဘုရားသာသနာပဲဒါပေမဲ့လူတွေအကျင့်သီလတွေပြတ်တယ် အတ္တမမှုတွေများတဲ့အတွက်ကြောင့်ဒီလူတွေကိုတန်ဝေကရအောင်တက်တက်သဘာဝပေးရနေရတဲ့ကိုဖန်ပြီးပေးတာတရားမင်းကအဲ့နဲ့မျက်နှာကောင်းနေကဒီပုံစံမျိုးနဲ့လှုပ်တယ်ဆိုလို့ရှိရင် ခုနဟာနဲ့သွားပြီးတော့ဖရက်လက်ထက်ကလှုပ်တဲ့မြေငင်းနဲ့သွားပြီးတော့ဖြစ်လို့မရအောင်။ဘာကြောင့်လဲဆိုတော့ခုကသဘာဝဘေးကိုသဘာဝဘေးမြေငင်းလင်းဟိုဟာကတိစေခြင်းလို့ကောင်းချီးပြီးတဲ့ဆိုတဲ့မြေငင်းလင်းအဲ့ဒါလေးခွဲပြီးတော့ ိလို့ရှိရင်အော်ဒါကသဘောဘေးမှုလို့ပြိုရပြက်တာသိကြတာပေါ့ဟိုဖျားရှင်လက်ထက်ကလှုပ်တဲ့ဟာတွေကဖျားပတိနေပဲဖျားပတိဇန်နေယူတယ်နောက်ပြိနေပဲဆန်နဲ့အဆုံးထိပေါ့အဲ့ဒါတွေဟာတိတာစီလို့ရတဲ့ကြောင့်လှုပ်တဲ့မြင်းကလေးအခုကသဘောဘေးရနေကြောင့်လှုပ်တဲ့ငယ်အဲ့တော့ဖျားလက်ထက်ကလှုပ်တဲ့ဟာတွေအခုလို့ပြိုရပြက်တာတွေစဉ်းစားမနေနဲ့မပြူဘာမှမပြူစိတ်ချအဲ့တော့ဦးဇင်းတို့ကအခုပြောတဲ့ပုံစံလေးပေါ့အဲ့လိုစဉ်းစားကြည့်အဲ့လိုဆိုလို့ရှိရင်တော့ ဒါတာမဖះဟောတဲ့မြင်ကင်းနေထဲမှာဒါခုနကပြောတဲ့ဖះမရှိတော့တဲ့အတွက်ကြောင့်ဖះနဲ့ပတ်သက်တဲ့မြင်ကင်းလှုပ်ခြင်းတွေကတော့ထားလိုက်တော့ပေါ့ဘာပြောတဲ့တဘာဝဘေးရနေရချောင်းလားလက်တွေကအဲတကူအတိပဲရှိတဲ့ပုံကူတွေကလှုပ်စေခြင်းတဲ့အတွက်ကြောင့်လားဒါကိုဘကူဘယ်ထက်ပါလဲစဉ်းစားပေါ့တခုတော့ရှိတယ်ဦးဇင်းတို့ဟိုတရဗင်ကဆက်မှာတိလရှိတဲ့ပုံကူတွေကိုတဲ့ ဒီလက်ရှိတဲ့ပုံကိုယ်တွေကိုပြင်းမာစော်ကားရင်ဘေးကြီးကြောက်ရွံ့တတ်တယ်သဘောဘေးကြီးဒီမြေငင်းတော့မဟုတ်ဘူးသူကတော့လက်နက်မိုးတွေရွာပြီးတော့အလုံးသိကြည်ပြစီနိုင်ငံတော်ကြီးပါကုံမောက်တွေနိုင်ငံတော်ကြီးပါလုံးလုံးပျောက်သွားအဲ့နိုင်ငံတော်မှာရှိတဲ့လူကုန်သေးတာဘာကြောင့်လဲဆိုတော့တီလက်ရှိတဲ့ရေသစ်တစ်ပါးကိုပြည်တံသားမအရင်စလိုက်တာတတွေးနဲ့ထွေးတယ်တဲ့ သူတို့ပြည့်တယ်စားလို့ပြုတ်လာတဲ့အချိန်စိတ်ကညင်ညင်နဲ့ဒီမင်းနန်းတော်ကနေထွက်တော်မယ်ဆိုတဲ့အချိန်ဒီယသစ်တွားတွေ့ယသစ်ဆိုတာအဲ့တုန်းကအဝိဆိုတာလည်းခုလိုကောင်းကင်ဝိကမှာမဟုတ်ဘူးလေဖျားလက်ထကတို့ပန့်တကူတို့ဘာလို့ပုံစံမျိုးနေမှာပေါ့ဝင်နွန်းနေပုံစံကတော့ဒါတရောင်းစားပုံစံလည်းပေါက်ချင်ပေါက်နေမှာပဲနော်ညင်နွန်းနွန်းနေအဲ့ဒါကိုသူကတိလက်ရှိမှမသိတော့ သရီးနဲ့ထွေးလိုက်ကောင်းပါပဲဆိုပြီးတော့ပြည်တန်သားမှာသရီးနဲ့အရင်ထွေးထွေးပြီးတော့နန်းတော်တွေကတညနေလောက်ကျတော့မင်းရှင်ပြန်ကစိတ်ပြောင်းပြီးတော့ပြည်တန်သားလို့ပြန်ခန့်နေဆိုတော့ဒီပုဂ္ဂိုလ်ကိုသရီးနဲ့ထွေးလို့ဒီရတဲ့သရီးနဲ့ထွေးလို့ဖြစ်ပါတယ်ဆိုပြီးတော့သူ့ရဲ့စိတ်ထဲစွန့်မှတ်သွားအဲ့တော့နောက်တစ်ပတ်လောက်နေတော့ဒီမုမကြီးတယောက်ကလည်းလှုပ်ပြုတ်ပြန်အောင်ပြောတော့ပြည်တန်သားမနဲ့တိုင်ပင်တော့ပြည်တန်သားမကအဲ့မှာပြောရတဲ့သူလှုပ်ပြုတ်တော့ကတော့သူရာတို့ကနေဖြုတ်ခံရတော့ကတော့ ဒီရည်တည်ကြည့်တော့သရွေးနဲ့ထွေးရတာပြန်ပြီးတော့ဟောဖြစ်တယ်ဗောပြမဆော်ကားလိုက်တာပြန်ပြီးတော့ရာလို့ပြန်ရတယ်ဗောအဲ့ဆိုမူးမဲ့ကြည့်လဲအဲ့လိုတော့လို့ကြည့်ပါလားတို့အကြံပေးတယ်တွားလဲလုံလဲလို့လုံးတော့လဲတိုက်ဆိုင်မှုတစ်ခုအနေနဲ့ရှင်မင်းကပြန်ပြီးအလုခန့်လိုက်ပြန်အောင်အမှန်ကတော့ဒီရည်တည်ကြည့်တော့သရွေးနဲ့ထွေးလို့အလုပြန်ခံတာမဟုတ်ဘူးသူတိုက်ဆိုင်မှုနဲ့သူဒါပေမဲ့သူတို့ဆော်ကားပြန်မာနေတဲ့အကုသူကံတွေက တိဖြစ်နေများနောက်ဆုံးဘယ်ထိဖြစ်တယ်ဆိုတော့ရှင်ဘီရင်ထိရှင်ဘီကလည်းသိသိဉာဏ်ရှိတဲ့ရှင်ဘီမဟုတ်ဘူးစစ်တိုက်ထွက်ကန်ဒီပြောတယ်တဲ့သူတို့လုပ်တဲ့အလုပ်တွေအဆင်ပြေတယ်တို့ရာဓူးတွေပြုတ်တာတော့မပြန်ရတာဒီရည်ရစ်ကိုသတိနဲ့ထွေးလို့စော်ကားပုတ်ခတ်လို့เนาะပြင်မှားလို့ဒါကြောင့်ပြောလို့ရှင်ဘီကလည်းယုံပြီးတော့စစ်ပွဲနိုင်အောင်ဆိုပြီးတော့အဲ့ဒီရည်ရစ်ကိုသွားစော်ကားပြီးတော့မှာ စစ်တိုက်ထွက်တယ်တဲ့နော်စစ်တိုက်ထွက်တော့စစ်တိုက်ထွက်လို့ဆိုတော့ဒီရသည့်စော်ကားလို့စော်ကားပြီးစစ်တိုက်ထွက်လို့နိုင်တာဆိုတာထက်စစ်နိုင်အောင်တိုက်လို့နိုင်တာဗောဒီရသည့်စော်ကားထွက်ပြီးတော့2ယောက်တော့သွားတိုက်ကြီးလေဟိုကရောက်တထောင်တထောင်ဝိုင်းတဲ့တေးတောင်တေးပေါင်းမဟုတ်ညတောင်ကြေအောင်မအဲ့တော့ဒီရသည့်စော်ကားလို့စစ်နိုင်တယ်ဆိုပြီးတော့သူတို့ကထင်ထင်တော့နောက်ဆုံးညတော့ဒီရသည့်ကြီးက မင်းနဲ့တော့လည်းမရှိတော့နှက်တရလာပင့်သွားဘာလို့မလို့လဲဆိုအဲ့ဒီနိုင်ငံကိုနှက်တရဖျက်ဆီးတော့ဘာကြောင့်ဖျက်ဆီးမှာဆိုတော့တီလာရှိတဲ့ပုံကိုယ်တွေကိုဟိုအောက်ထဆုံးပြည်တန်သာမကအဆရှင်ပြန်အဆုံးစော်ကားပြီးပြီသူတို့စော်ကားလိုက်တဲ့အကုတုကံဟာအင်မတန်မှကြီးမားဆိုအဲ့အတွက်ကြောင့်တကူးရှိတဲ့နှက်တရမနေတော့ဘူးဒီတီလာရှိတဲ့ပုံကထလှုပ်လိုက်တာတော့မဟုတ်ဘူးတကူးရှိတဲ့တမာတွေကနှက်တရမနေတော့ဘဲနဲ့ လက်နှမိုးတွေရွာပထမဆုံးရွှေမိုးဝင်မိုးတွေရွာတယ်အဲထွက်ကောက်တဲ့အချိန်မှာလက်နှမိုးတွေရွာပေးရတာအဲတော့ကိစ္စတုံးအောင်အဲ့တော့ပြောချင်တာကအခုငငယ်လောက်တယ်ဆိုတာကလည်းပဲခုနောက်ပိုင်းတီလာရှိတဲ့ပုံကိုဆရာတော်ကြီးတွေနော်ဆရာတော်ကြီးတွေခဏထားပါမျက်စောဖျားပုံတွေကို AI နေနဲ့လုပ်တယ်တင်တယ်နော်ကိုယ်ယူကာရတယ်နံပါတ်1ချက်ပြီးတီလာရှိတဲ့ဆရာတော်ကြီးတွေတီလာရှိတဲ့ဆရာတော်ကြီးတွေကို ပြောဆိုပြုမှုနေတာတွေကရိုင်းဆိုင်ပြီးတော့ဒီလရှိတဲ့ပုံကိုယ်တွေနော်ဘာကျုပ်ဆရာတော်ကြီးတို့သတိကူဆရာတော်ကြီးတို့နော်တခြားဆရာတော်တွေဘယ်ဆရာတော်မှမလိုဘူးပြောနေတာတွေတွေ့ရဒါတွေကြောင့်မဖြစ်နိုင်ဘူးလားကိုယ့်ဘာကိုစဉ်းစားကြည့်ပေါ့အဲ့တော့အားလုံးဒါဟာဘာကြောင့်ဖြစ်တယ်ဆိုတာကိုမမှန်ကန်ကန်နဲ့မြင်နိုင်ကြပါစေတွေးနိုင်ကြပါစေစင်ကြင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်